င်္ဂလာပါရှင်ကျမကတော့အင်ချူမေပါထူးခြားသတင်းကောင်းထုတ်တင်ဆက်ခြင်းအနေနဲ့မနေ့ကဇွန်လ23ရက်နေ့မှာဖြစ်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုကောင်းထုတ်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တရုတ်ကမြန်မာစစ်တပ်အတွက်တည်ယူဖို့ဆောင်ရည်လေးနစီထပ်မံလွှဲပြောင်းသွားမယ့်သတင်းထိကပလဲစကန်းကထွက်ပြေးသွားတဲ့တရင်မှုပါဝင်စစ်သား60ခန်းပျောက်ဆုံးနေတဲ့သတင်းတမ69တမမှုသေးကနိုင်ရေကံပြူအားမှာခုခံစစ်ပြင်ဆင်နေတဲ့တည်ရင် မိုးမိတ်မှာ TNL နဲ့ SSPB တိုက်ပွဲထမှန်ဖြစ်ပွားနေတဲ့တွင်အဆရှိတဲ့တွင်တွေပဲဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းအနေနဲ့တရုတ်ကမြန်မာစစ်တပ်အတွက်တည်ယူဖို့ဆောင်ရည်လေရင်နစီထပ်မံလွဲပြောင်းသွားမဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံဟာမြန်မာစစ်ကောင်စီတပ်မှအုံပြုမဲ့တည်ယူဖို့ဆောင်ရည်လေရင်နစီကိုထပ်မံလွဲပြောင်းမှုရှိနေတယ်လို့သိရပါဗျ။အချက်အလက်စုဆောင်ရေးအဖွဲ့မြန်မာဝန်ဖ်ကမြန်မာလေတပ် MAF မှာမကြခင်အုံပြုရမယ်လို့ယူဆရတဲ့လေရင်နစီကို တရုတ်နိုင်ငံကုမင်းအဖြစ်ပြီးဆိုင်ရာလေဆိပ်မှာရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီလေရင်နှစင်းဟာအစ်စ်ဖြစ်ပြီး MAF နာမည်တက်မတော်လေးလို့ရေးသားထားပြီးအရင်ကမရှိဘူးတဲ့လေရင်နံပါတ်တွေကို တွေ့ရတယ်လို့မြန်မာဝန်ထမ်းကဓာတ်ပုံတွေတကွာဖော်ပြထားပါတယ်။ Chanzy YHF 2000W နီးဘူဟာမြောက်တည်ယူဖို့ဆောင်ရည်လေရင်နှစင်းဖြစ်တယ်။လေရင်အမတ်5923နဲ့5924ကိုတရုတ်နိုင်ငံကုမင်းအဖြစ်ပြီးဆိုင်ရာလေဆိပ်ရှိ နေရာတစ်ခုမှာ မြန်မာဝိနက်ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါရဲ့ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ထိကပ်ပလဲစခန်းကထွက်ပြေးသွားတဲ့တရင်မှုပါဝင်စစ်သား60ခန်းပျောက်ဆုံးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာထိုင်းနယ်စပ်အနီးကထိကပ်ပလဲစခန်းကနေထွက်ပြေးသွားတဲ့တရင်မှုပါဝင်စစ်သား60ခန်းဟာထိုင်းနိုင်ငံကိုမရောက်သေးပဲစစ်ကောင်စီနဲ့အဆက်အသွယ်ပြတ်ပြီးပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရပါတယ်သူတို့ကိုထိုင်းမြန်မာနယ်စပ်တနေရာမှာတော်လိုင်းတပ်ဖွဲ့တွေက လိုက်လံဖမ်းဆီးနေတယ်လို့သိရပါတယ် ထိကပ်ပလက်တက်စကန်ကိုတော်လန်ရေးတက်တွေကဇွန်လ22ရက်ညနေကဝင်ရောက်စီးနင်းတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီထွက်ဖွဲ့ဝင်60ဦးထဲမှာဒဏ်ရာရထားသူတွေလည်းပါပြီးတရင်မှုတအုပ်ပါတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။တတိယသတင်းတပုတ်အနေနဲ့တမ69တမမှုအစ်စ်ကနိုင်ရခံပြွာမှာခုခံစစ်ပြင်ဆင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမ69တမမှုအစ်စ်လက်လှယ်ပြီးရဲ့နောက်မှာနိုင်ရခံပြွာစခန်းမကြစီရင် ်ပတ်ဝန်းကျင်ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရောလေကြောင်းနဲ့ပါပြစ်ခတ်တိုက်ခိုက်နေပြီးစစ်ရင်တန်းတွေနဲ့အင်အားအများပြားကိုဖျက်တင်းနေတယ်လို့သိရှိရပါတယ်။အမ်ဘရန်လန်အနီးရှိအမြောက်တက်409ကိုရဟတ်ရင်နဲ့လွင်အားဖြည့်နေပြီးအဲ့ဒီနေရာကနေတစင်း9မိုင်ကန်အကွာရှိနတ်ရေကန်ဘူဟာကိုစစ်ရင်တန်းနဲ့အင်အားဖြည့်တင်းနေတာတွေ့ရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကပြောထားပါတယ်။ဒါအပြင်ဒေတာရင်းရှိကပါစာတွေတိုင်းရင်းတွေကတစင်း ပတိန်မုံရလမ်းပိုင်းကနေလဲနှက်ရေကန်ကိုအင်အားဖြည့်တင်းနေပါတယ်။ထပ်မံအင်အားဖြည့်တင်းလာသူတွေဟာဒေတာရင်းမှာစီးရေလှုပ်ရှားနေတဲ့တက်မ69လောက်ခန့်တရင်တွေမပါတော့ပဲအခြားတက်တွေပဲပါလာတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနည်းနဲ့မိုးမိတ်မှာ TNL နဲ့ SSPB တို့တိုက်ပွဲထပ်မံဖြစ်ပွားနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့နယ်မှာ တောင်အမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့ရှမ်းပြည်နယ်ဒုတက်ရေးပါတီ SSPP SSA တို့ကြားမနေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းကိုအပြန်အလှန်ဆွဆွဲထားကြပါတယ်။တစ်တုံညာနှစ်ခွန်စစ်စီရေးဒုတိယလိုင်းမှာမုံမဲမြို့နယ်ကို TNL နဲ့ပူးပေါင်းတပ်များကသိမ်းပိုက်ထားရာဒီနေ့မှာ TNL စစ်ကြောင်းကို SSPP ဘက်ကနှစ်ကြိမ်ထုံဖို့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးဖြင့်တစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။ SSPP ဘက်ကသတင်းထုတ်ပြန်ရမှာမုံမိတ်မြို့နယ်အတွင်း SSPP SSA တပ်ထိုင်ထားတဲ့နေရာကို TNLA စစ်ကြောင်းကထိုးစစ်ဆင်တိုက်ခိုက်လာတာလို့ဖော်ပြထားပါရဲ့ရှင်။ထူးခြားတဲ့သတင်းတချို့ကိုကောက်နှုတ်ပြီးမြို့တော်ကတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပြီးစစ်အာဏာရှင်စနစ်ဆိုးလောက်ကနေအ мян ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါရဲ့ရှင်။